ပြန်သူတွေစိတ်ဓာတ်ဆက်စည်ရင်းနဲ့ဆေးရည်အေးအေးယူမှုတွေကိုတုံ့ပြန်မှုအသိရှိနေတယ်လို့အီရန်ကပြောအီရန်အနေနဲ့စစ်ပွဲစတင်မှုဘယ်တော့မှဖန်တီးခဲ့ခြင်းမရှိပေမယ့်ကျူးကျော်တိုက်ခိုက်လာမဲ့ရန်သူမှန်သမျှကိုရင်ဆိုင်ချေမုံသွားဖို့အသိရှိနေတယ်လို့အီရန်တော်လှန်ရေးအစောက်တန်းစစ်ဦးစီးချုပ်ဖိုချုံကြီးဟိုစိန်ဆာလာမီကပြောဆိုကြောင်း AP9 ရဲ့အီရန်အစိုးရသတင်းတွေမှာဖော်ပြပါတယ် ရန်သူတွေဟာအီရန်အပေါ်စိတ်ပိုင်းဆန်ရဆစ်စင်ရေးတွေနဲ့လက်တွေ့ဆေးရအရအေးအယူဖို့တွေကိုပြောဆိုနေကြတာတွေ့ရတယ်လို့အီရန်အနေနဲ့လည်းဘလို့ဆစ်စင်ရေးမျိုးကိုမဆိုနောက်ဆုတ်သွားမှာမဟုတ်ပဲအပြင်းထန်တုတ်ပြန်သွားဖို့အသေးရှိနေတယ်လို့ဟိုစိန်ဆာလာမီကဆိုပါတယ်။အီရန်စစ်တပ်ရဲ့ဟာတာမှုစွမ်းရည်တွေကိုရန်သူတွေကအမှားယွင်းစွာတုံ့သက်ပြီးထိတ်တန့်ရင်ဆိုင်ဖို့စူးစမ်းနေတယ်လို့ဟိုစိန်ဆာလာမီကပြောပါတယ်။ အီရန်အနေနဲ့ဘလို့ချင်းချောက်မှုမျိုးကမှစိုးရင်ထိတ်လန့်နေမှာမဟုတ်ဘူးလို့ဆာလာမီကဆိုပါတယ်အမေရိကန်စီကအခုကြီးရနေတဲ့ရန်သူ အစ္စရေးအပေါ်ဘလို့ကြော်လွှားတိုက်ခိုက်ရမယ်ဆိုတာကိုအီရန်အနေနဲ့လေးလာထားပြီးဖြစ်တယ်လို့ကြော်လွှားတိုက်ခိုက်နိုင်မဲ့လက်နက်ကိရိယာတွေကိုထီထွင်ထုတ်လုပ်ထားပြီးဖြစ်တယ်လို့လည်းရန်တော်လှန်ရေးအစောက်တန်းစေအိုစီကျောင်းဘိုးချုပ်ကြီးဟိုစိန်ဆာလာမီကပြောဆိုထားပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်